ဒါကိုသုံးသက်ကြည့်ရင်သုံးချက်တွေ့ရပါတယ်။ပါတီကောင်းဆောင်တွေဟာဖြစ်ပေါ်နေတဲ့အခြေအနေပေါ်လိုက်ပြီးစီရင်ရက်တီချက်ကိုပြင်လွယ်ပြောင်းလွယ်လုပ်တာ။ကယန်းလူမျိုးရေးအခြေခံတဲ့ဇက်ကြောင်းကိုအရှိန်မြင့်တင်ပြီးနိုင်ငံရေးအရာအကျုံးဝင်မှုကိုရှာဖွေနိုင်တာနဲ့စစ်ကောင်စီကိုကိုယ်တိုင်နာမည်ခံမတိုက်ပေမဲ့ပြန်လဲတော်လန့်လို့သူလူငယ်တွေကိုတဆင့်ခံသဘောကြီးကြပ်ပြီးထွက်ပေါက်ပေးနိုင်ခဲ့တာတွေပါ။ 2021ခုနှစ်မေလဆန်းတုန်းက ကယန်းပြည်တဲ့တပ်ပူတပ်မှုတချို့ကနာမည်ခံပြီးဝင်မတိုက်ပေမဲ့ကျွန်တော်တို့ကတော်လန်ရေးကို နောက်ကနေအကုန်ကူပါတယ်လို့ပြောလို့ရှိပါတယ်။နောက်ကကူတယ်ဆိုတာနောက်ပြန်တော်ငန်ခါတဝက်ကိုစစ်ကောင်စီပြန်ဝင်လာချိန်မှာကယန်းပြည်တက်ကလည်း ောက်ကူဖြစ်စေတာတခုက IEC ခေါင်းဆောင်တွေရဲ့သဘောထားကြောင့်ပါပဲ IEC ဟာအခုချိန်ထိတော့ကယန်းပြည်တဲ့နဲ့သဘောကွဲလွဲသမျှကိုမိဖက်ပဋိပက္ခဖြစ်တာရှုမြင်နေသေးလို့ပါအချုပ်ဆိုရရင်ကယန်းပြည်တဲ့ပါတီဟာစည်ရေးပြက်ကွက်မှုကြောင့်ကြဆင်းလာတဲ့ပါတီဩဇာနဲ့အားကောင်းလာတဲ့ကယင်းနီဆက်ချောင်းကိုထိန်းညှိဖို့နီးဖြူဟာ၃ခုကိုတုံးနေပါတယ်ဒါတွေကတော့ အခြေအနေပေါ်လိုက်ပြီးပြောင်းလဲပြင်လဲတဲ့စည်ရေးရတ္တီချက်လူမျိုးအခြေခံပြည်내ထူထောင်ရေးစက်ကြောင်းနဲ့တိုက်ခိုက်ခြင်းသူတွေအတွက်နောက်ထပ်လူမျိုးစုတပ်တစ်ခုကိုကြီးကြပ်ဖွဲ့စည်းပေးတဲ့နီလန်တွေပါဒီနီးတွေနဲ့ပဲအမျိုးသားညီလာခံနောက်ပိုင်းသူ့ရဲ့ပျောက်ဆုံးခဲ့တဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုရှာဖွေနေရစေပါဒါပေမဲ့အဲ့ဒီလိုအမြဲဆက်သွားဖို့တော့ခက်ပါလိမ့်မယ်စစ်ကောင်စီရောကရင်နီရော တစ်ဖက်ဖက်ကအပြတ်အသက်စစ်မနိုင်ရင်ကယန်းဒေတာဟာရှမ်းမြောက်ကမိုင်းလားလို့တနက်ခဏချပြီးစကားထိုင်ပြောတဲ့စပွဲခုံဖြစ်လာနိုင်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲစစ်ကောင်စီကစည်ရည်ပြန်အားတာလာရင်စည်ရည်မှာဘယ်ဖက်ရမလဲပြက်ပြက်သားသားရွေးရနိုင်ချေရှိပါတယ်။ကယင်းဒီတပ်ပေါင်းစုတွေပိုအားတာလာရင်တော့နှစ်ဖက်တပ်တွေဂျိုင်းတူနေရာယူထားကြတဲ့နေမျိုးတွေမှာ ရင်နီဆက်ကြောင်းနဲ့ကယန်းဆက်ကြောင်းတို့ခုဘယ်မျှချိန်မှာစုံချက်ရှာမလဲဆိုတာနှစ်ဖက်အပြန်အလှန်ဈေးစစ်ညှိနှိုင်းရပါလိမ့်မယ်။ဒီလိုညှိနှိုင်းဖို့ပါတီမှာနိုင်ငံရေးအရာဈေးစစ်နိုင်စွမ်းဘလောက်ရှိလဲ။ဘယ်ကရမလဲဆိုတာတွေကိုတော့ကယန်းပြည်သက်ခေါင်းဆောင်တွေကြိုတွေးထားဖို့လိုပါလိမ့်မယ်။ဒါကတော့စာမှုရှင်ထက်ရှိန်လင်းရဲ့ကော်လံဆောင်မကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISB ကောလံကိုစာမူတွေပေးပို့နိုင်ပါတယ်။စာမူပေးပို့ရန်လမ်းညွှန်ချက်ကို isbmyanmar.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISB Podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။